အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက် ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့လက်ရှိဒါကျွန်တော် Premier League ရဲ့မောင်မောင်စာဖြစ်နေတဲ့အသင်းတသင်းကြောင်းခင်ဗျားတို့ကိုကျွန်တော်နည်းနည်းလေးပြပြမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ကစားသမားတိုင်းညင်းပယ်ခြင်းလက်ရှိမှာခံနေရတဲ့တဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်လူတော်များသိချင်မှသိလိမ့်မယ်ဒါပေမဲ့လက်ရှိမှာတော်တော်များများလက်ရှိမှာကစားသမားအသင်းကအသင်းကိုတော်တော်လေးကိုညင်းနေကြရပေါ့နော်အဲ့တော့ ဘာတွေဘလို့ဖြစ်နေလဲမသိပေမဲ့ဒါလက်ရှိမှာတော်တော်လေးဟိုဒါအခြေအနေစိုးနေတဲ့သဘောမှရှိတယ်အဲ့တော့အဲ့အသင်းကဘယ်အသင်းလဲမသိကျွန်တော်ရုတ်တရက်ထင်ခင်ဗျားတို့အသင်းကျွန်တော်ကျွန်တော်အသင်းထင်နေမယ်လက်ရှိမှာစပါးအသင်းကဒါကျွန်တော်အငင်းခံရတဲ့နေရာမှာမပါသေးဘူးဘာကြောင့်လဲစပါးအသင်းကဘယ်ကစားသမားကမှမကန်းလန့်တဲ့ကြောင့်လို့အငင်းခံရတဲ့ level တော့မရောက်သေးဘူးပေါ့နော်အဲ့လိုပဲဆိုရမှာဒါပေမဲ့လက်ရှိဒါကျွန်တော်တို့တော်တော်လေးကို အသင်းတသင်းနေနဲ့ဒီနှစ်လွေရာသီပြောင်းရှိမှာသူတို့လည်းချန်ပီယံလိဝင်ထားတာပဲဒါပေမဲ့ဒီလောက်တော့ငင်းခံနေရဆိုတော့သူတို့လည်းစိတ်ပြတ်ပါပဲဒါပေမဲ့အဲ့ဒီအသင်းကဘယ်အသင်းဖြစ်မှန်းကောင်းကောင်းသိပြီးသားပါအဲ့တော့ Newcastle United ဖြစ်တယ်အဲ့တော့ Newcastle United အသင်းနေနဲ့အခုလက်ရှိမှာသူတို့နေနေတာအပြောင်းရွှေ့စဖွင့်ခဲ့ရသူတို့အပြောင်းရွှေ့မှာဒါလုံးဝ actively အလုပ်လုပ်နေတဲ့အသင်းတသင်းဖြစ်တယ်ဒါအောင်နားလည်ဘူးလို့လေဒီနေ့မှာဒါကျွန်တော်ပထမ Spa နဲ့ Qua Spa ကလက်ရှိမှာအလုပ်မလုပ်လို့လူခေါ်လို့မရတာဒါရှယ်ရှယ်လေးဒါပေမဲ့ Newcastle United ကအလုပ်လုပ်တယ် အလုပ်လုပ်ရပြင်ကစားသမားတွေကိုတန်အတန်ကြီးပေးဖို့လည်းလုံးဝစိတ်ကူးရှိတယ်။ဒါပေမဲ့ပြဿနာတွေကကစားသမားတွေကိုယ်တိုင်ကဒီအသင်းကိုမ join နေကြတာ။ဘာကြောင့်လဲခင်ဗျာကျွန်တော်လည်းရှင်းပြပါမယ်။ Let's talk about it ။ဘောနော်ဒါကျွန်တော်တို့လည်းမာနုဒူမာနုပေါ့နော်။အဲ့တော့လက်ရှိမှာလည်းခင်ဗျားတို့လည်းကျွန်တော်ဒါအောက်က comment တွေမှာအမြင်တွေဆွေးနွေးလို့ရတယ်။ကျွန်တော်ကျွန်တော်အမြင်ပေါ့နော်။ဒါ opinion ဖြစ်တယ်။ဒါကကျွန်တော်ခုနပြောဆိုပဲ facts မဟုတ်ဘူး။ဒါကိုကျွန်တော်အနေနဲ့သိဖို့လိုတယ်။ This is opinion. This is not a facts. ဒါကိုကျွန်တော်နည်းနည်းလေးစပြီးတော့ stake ပြလုပ်ချင်တယ်။အဲ့တော့ let's talk about it ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Trans Newcastle United အသင်းနဲ့ခုလက်ရှိဒီနှစ်ညရာဒီအပြောင်းရှိမှာတကစားသမားတော်တော်များညှင်းခံရတယ်ပပူလောလောဆိုရင်ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် Jao Pedro ရဲ့ညှင်းပယ်ခြင်းကိုခံခဲ့ရတယ်တမှာပါတယ် Jao Pedro နေနဲ့ဒါလက်ရှိမှာ Newcastle United က Chelsea ပေးတဲ့ဈေးအတိုင်းပဲဒါ Newcastle United ကပေါင်တန်း90ပေးမယ်ဆိုတဲ့အချိန်မှာကစားသမားဘက်ကဒါ Newcastle United ကိုခခတီတီနှစ်ချိန်တီတီညှင်းပေးခဲ့တယ်ဘလောက်တီကြီးကနောက်ဆုံးကျွန်တော်ဖတ်မိရတော့လက်ရှိမှာ Jao Pedro နေနဲ့ Newcastle United အသင်းကဒါကျွန်တော်ကန်လန့်တဲ့ဈေးထက်နည်းတဲ့ ဒါလုခလာစာချက်စီကန်ကန်လန်ခဲ့တယ်။ဒီကန်လန်မှုချက်စီတင်းစီကချက်ချင်းလို့ခေါင်းမခါပဲတော့အဲ့တော့တချို့ကြတော့ထင်မှာမိုကလပ်ဘောကရှိန်ပါညာမဟုတ်ဘူး။တရားရင်တော့မှဒါကျွန်တော်နားလည်ဘူးလို့တဲ့ aspect ရှိရှိ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Newcastle United အသင်းနဲ့ဒီနှစ်ညရာဒီတည်းမှာဒါကျွန်တော်တို့လက်ရှိအပြောင်းအရွှေ့ဖွင့်ပြီးကြတဲ့တရားဝင်ညင်းပေခံတဲ့ကစားသမား9ယောက်တတိရှိလာခဲ့ပြီ။ဒီနေရာမှာဒါ Brian M1 ဘူး၊ Charles Bell တို့ Dean Whiteson ပြီးရင်ဒါကျွန်တော်တို့လက်ရှိမှာ တီတလောက်ကအန်တိုနီအလန်ကဒါဂျိမ်းထရက်ဖူဂျိမ်းထရက်ဖူကလက်ရှိမှာကစားသမားအနေနဲ့ဒါကစားပုတ်ကူကြီးရသဘောတူညီမှုရထားခဲ့ပြီးမယ်အသင်းချင်းညာညင်းတဲ့ကြောင့်ဒါဂျိမ်းထရက်ဖူခဏမိထားလာအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်ကိုဘာလို့ကစားသမားတွေညင်းကြလဲဘာလို့လက်ရှိမှာဒါကျွန်တော်တို့အဲ့တော့ညူကာဆယ်ယူနိုက်တက်အသင်းအနေနဲ့ဒါကျွန်တော် no offense ပေါ့နော်လက်ရှိမှာဒါပူပူလောလောသူတို့အနေနဲ့ဒါကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်ရဲ့လက်ရှိ situation ကစပါးအသင်းဖြစ်နေတဲ့ situation နည်းနည်းလေးတူတယ် ဘာလို့လဲညူကာဆယ်ယူနိုက်တက်ကဒီနေရာမှာစပါးသင်းနဲ့ကွာတဲ့အချက်တခုရှိတယ်ပြီးတော့ဒါညူကာဆယ်ယူနိုက်တက်အဓိကပြဿနာပါလဲဆိုတော့သူဟာအသင်းကြီးကစားသမားတွေလိုက်ချင်တယ်ဥပမာလက်ရှိမှာ Wilson, Pedro ဒါကျွန်တော်တို့အမ်ဘွမ်ဘူးဒီစားသမားတွေခင်ဗျအသင်းကြီးနဲ့ရှင်လို့ဘယ်တော့မှမရဥပမာပြကျွန်တော်ပြပြမယ်စပါးအသင်းနဲ့ကျွန်တော်တို့ဒါအသင်းကြီးနဲ့ရှင်လို့တဲ့အချိန်မှာခင်ဗျားကလူငယ်ကစားသမားကိုလိုက်နေတဲ့နေ့ချင်းကလွင်အဲ့ကစားသမားခမရရဖို့နေတယ်။ဘာကြောင့်လဲ။ခမရရဲ့ security တကူအနေနဲ့ခမရအနေနဲ့ PR image အရာ ညူကာဆယ်မှာ United ကိုဘယ်လောက်ပဲဗျာအမှုဝင်လေးပြောမယ်လက်စေးအိမ်ဆယ်မှာပြောအခုလက်ရှိမှာညူကာဆယ် United Champion League ဝင်နေဒါကျွန်တော်တို့လက်ရှိတော့ပါအဲ့တော့ညူကာဆယ် United Champion League ဝင်နေဒါ Manchester United Champion League ဝင်ဒါပေမဲ့ Brian Ambwemo နဲ့ညူကာဆယ် United တို့စပါးတို့ကဒါကျွန်တော်တို့ညင်းပြီးတော့ဘာလို့ United ကိုပြောလဲ United ဖြစ်နေလို့ပဲဒါကိုကျွန်တော်တို့အနေနဲ့နားလည်ဘူးလို့တယ်။ဘာလို့လဲ။ညူကာဆယ်ယူနိုက်တက်အသင်ကဒါလက်ရှိအရင်တုန်းကဒါကောင်းခဲ့တဲ့အသင်တည်မှတ်ပေမဲ့တကယ်တမ်း history ရဆိုဘာမှသိပြီးရှိနေတဲ့အသင်တည်မဟုတ်ဘူး။ လက်ရှိမှာကစားသမားအနေနဲ့ပြီးတော့ PR value ခမညူကာဆယ်မှာစော့နေတဲ့ကစားသမားကိုဝိုင်းကြည့်ကြမှာ United မှာစော့နေတဲ့ကစားသမားကိုဝိုင်းကြည့်ကြမှာအလက်ရှိဟုတ်တယ် Isak ကိုတော့အကုန်လုံးဝိုင်းကြည့်တာမှန်ပေမဲ့တကယ်တမ်းအကုန်လုံးက Isak ပါဥပမာလက်ရှိမှာ Isak က United မှာ goal 20တွင်းတာ ਨੇ ဒါလက်ရှိတော့ကျွန်တော်တို့အညူကဆယ်မှာ goal 20တွင်းတာဘယ်သူက spotlight ပူရမလဲ United မှာ goal ဟုတ်တယ်ဥနာပေါ်တယ်လက်ရှိမှာ Champions League ဝင်သွားတာပေါ့နော်အဲ့တော့ပြောချင်တာအဲ့ဒီအိတ်ပဲပြောချင်တာအဲ့တော့ကစားသမားတွေနဲ့သူတို့ PR value ရသူတို့ပြန်တွက်တယ် နောက်ဆုံးပြန်ဥမာလက်ရှိမှာကစားသမားနယ်ခုလက်ရှိမှာ United ဥမာထားလက်ရှိ Chelsea တို့ဘာလို့လာကြောက်ဘယ်လိုနဲ့ Chelsea ကိုဘာလို့ယူရသွားလဲ PR value ပဲ Chelsea မှာကစားနေတဲ့ကြောက်ဘယ်လိုရဲ့ PR value နဲ့ဒါကျွန်တော်တို့ Newcastle မှာကစားနေတဲ့ကြောက်ဘယ်လိုရဲ့ PR value နဲ့မတူဘူး လောက်ကလာစားဆိုရင်တော့မှာပါအခုလက်ရှိမှာ Newcastle ရဲ့လောက်ကလာစားအင်မတန်မှမြင့်မားတယ်တော့မှပါတယ် Newcastle နဲ့အခုလက်ရှိမှာသူတို့ရဲ့ waste structure ကြီးကိုဖြတ်ပြီးတော့ Sorry back ကနေပြီးတော့လောက်ကလာစားမြင့်မြင့်မားမားပေးထားတယ်ပြည်တူနာလီဆိုတဲ့ဇီဘောဘောနဲ့ခေါ်ထားခဲ့တာမဟုတ်ဘူး Isaac ရဲ့လောက်ကလာစားလည်းမြတ်မိုက်တယ်တော့မှပါတယ်အခုလက်ရှိ Bruno Gamires ရဲ့စာချုပ်အသေးရဲ့ဒါကျွန်တော်တို့ကန်လန်ဘူစာချုပ်အသေးရဲ့ဒါကျွန်တော်တို့လက်ရှိလောက်ကလာစားဆိုတဲ့ပေါင် နှစ်သိန်းခွဲနီးနီးနှစ်သုံးသိန်းလောက်နီးနီးရတာပဲအဲ့တော့ခုနကလောက်စားလာစားမပေးဘူးဆိုတဲ့စကားလုံးသွားပြောလို့မြင်လက်ရှိမှာဒါယူနာပြောဆိုလက်ရှိ Newcastle ပြည်သက်တွေကိုလည်းဟာ Brian Abbott က United အသင်းကိုဒါကျွန်တော်တို့လောက်စားလာစားပုံများလို့ရောက်သွားရဆိုတဲ့စကားအမှန်တမ်းပြောဘူးရှေ့ဖြစ်တယ် Brian Abbott လက်ရှိမှာ United မှာရတဲ့သိန်းခွဲတသိန်းခွဲရမယ်ဟုတ်တယ်ဟုတ်သိန်းခွဲရမယ်ဒါ bonus ရပုံမှာနှစ်သိန်း Newcastle အဲ့ဒီစီမပေးနိုင်ဘူးခင်ဗျာထင်လို့လားအဲ့တော့ပြောချင်တာကလက်ရှိမှာ sometimes ပြောရွှေ is never about wages ပေါ့နော်ဒါခုနကပြော wages နဲ့ဒါပေမဲ့အသင်းရဲ့ပင် goals ဆိုတာလည်းဆိုင်တယ် တော့လူငယ်တွေကလွယ်ခုနကပေါ်လက်ရှိမှာခမည်းရဲ့အသင်းကသူတို့နေပြီးတော့တက်လို့ရမယ်အသင်းသားဒါမှမဟုတ်သူတို့ end game လုပ်လို့ရမယ်အသင်းသားသူတို့စဉ်းစားမယ် Brian Ambo ဆိုသူစဉ်းစားမယ် United ကိုသူဖိပြီးနေပြီးတက်အောင်မလားဒါမှမဟုတ်ခုနကပေါ်ဂျာဝခုနကပေါ် Newcastle ကိုသူဖိပြီးနေဘာလို့ Newcastle ကိုဖိပြီးနေပြီးတက်လဲလက်ရှိမှာဒီထက်မြင့်တဲ့ကလပ်ဘယ်လိုရှိမလဲ Real ပဲလားရှိတော့ Real ကတည်ကြတယ်ကော Brian Ambo လို့ကစားမှမဟုတ်တော်တော်ခေါ်မှာမဟုတ်အဲ့တော့ပြောချင်တာ Brian Ambo နဲ့သူ့အနေနဲ့သူ့ရဲ့ဘဝရဲ့အသက်အရွယ်မှာသူ end game တခုသူရွေးတော့မယ် ဘာလို့ညူကာဆယ်မှာသူရေးပြီးသူထပ်ပြီးကြိုးစားပြီးနောက်တဲ့သူ့ရဲ့ဒီတဲ့ပိုကြီးတဲ့ကလပ်ကခွာအမှန်တော့သူ့အတွက်ကကစားသမားတယောက်နဲ့ဆိုဘရန်ဖို့နဲ့ညူကာဆယ်ယူနိုက်တက်ကတကယ်တမ်းပြန်စစချက်အခုလက်ရှိမှာအရန်ကွာနေတာမှမရှိဘူးအဲ့တော့ညူကာဆယ်ယူနိုက်တက်အသင်းကအခုလက်ရှိမှာဘာလို့အောင်မလဲသူတို့အနေနဲ့အဲ့ဒါအယူသူတို့မှားကြောင်ပြရမယ်ငါတို့အသင်းက PR value ကငါတို့က gift လုပ်နိုင်တယ်ငါတို့ပေးနိုင်တယ်ဆိုတဲ့ မန်တလီတီကိုသူတို့ပြရမယ်ဒါပေမဲ့ပြည်ထနာကညူကာဆယ်ကိုတိုင်ကအဲ့ဒီမန်တလီတီမှာအားနေတယ်ဥပမာအိဇာမဲပြောအောင်လက်ရှိမှာညူကာဆယ်ယူနိုက်တက်ချန်ပီယံလိဝင်တဲ့နှစ်မှာပရီးမီယာလိမှာဆုတ်သွားတယ်ပရီးမီယာလိအားဆိုင်တဲ့နှစ်မှာဒါသူတို့အနေနဲ့ဒါအောင်မြင်တယ်အပြောချင်တာညူကာဆယ်လက်ရှိ squad list အရာတို့ကနှစ်သင်းစာမရှိဘူးအဲ့တော့လက်ရှိမှာညူကာဆယ် champion league ဝင်မယ်လောင်းမလားခင်ဗျာကျွန်တော်လည်း premier league မှာတို့တိုင်ပတ်လိမ့်မယ်ဘာလို့လက်ရှိမှာတို့မှာ squad value မရှိဘူး squad depth မရှိဘူးမနစ်က Aston Villa တင်းဘာကြောင့်တိုင်ပတ်သွားခဲ့လဲ အစွန်လာတဲ့ကြောင့်ချန်ပီယံလိမှာဆွတ်ဆတ်အားထည့်ကြတယ်ပရီးမီယာလိမှာဖုံး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 တိုင်ပတ်တယ်။ဦးနိုင်အမရီတို့ယူရိုပါလိပဲရတော့နောက်ဆုံးချိန်ဒီတို့အနေနဲ့ဒါကျွန်တော်မှတ်မဲ့ရအစွန်ဗလာတင်ဒါကျွန်တော်ချန်ပီယံလိရတယ်။ဒါပေမဲ့အခုလက်ရှိမှာတို့ဆုံးလဲဆူစားလဲယူဆိုတဲ့အချိန်တွေတကူတို့ရသွားတယ်။အဲ့ဒါညူကာဆယ်ယူနိုက်တက်ဒင်းနေတာနောက်နှစ်မှာဒီလိုမျိုး grandy မဖြစ်နိုင်ဘူးဘလောက်ပြီးနိုင်မလဲ။ တော့ကစားသမားတယောက်နဲ့ခမပြောင်းမယ်ဒီခုနပြောလို့ခမအန်ဂင်းကိုပြောင်းပါလား stepping stone ကိုပြောင်းပါလားအခုလက်ရှိမှာခုနပြောလို့ပဲ jaw bedroom တို့ m1 ဘူတို့ဆိုတာ stepping stone လို့တဲ့အချိန်မှာသူတို့ကိုယ်တိုင်က stepping stone မှာစော့နေတဲ့ brighton ဆိုတာလက်ရှိမှာ stepping stone ခုနပြောလို့ brighton နေပြီးတော့သူနေဒီထက်ပိုအဲ့တော့ယနေ့ chelsea ကဒါအန်ဂင်းဖြစ်သွားနိုင်တယ်ဟုတ်တယ်မလား chelsea ကနေတစ်ဆင့်ခုနခြေစွမ်းကြရင်တော့ဒီထက်ဆုတ်တဲ့တင်ပြောင်းမယ်ရှိ chelsea တက်ကောင်းတဲ့ဆိုလက်ရှိမှာ real တို့ barcelona တို့ပဲရှိမယ်လက်ရှိမှာဒါပြောပြတာအဲ့တော့ပြောတင်တဲ့အတိတ်ပဲဒါကိုပြောတာဗျာသိလားအဲ့တော့ပြောတင်တာအန်ဂင်းအသင်းကိုပဲပြောင်းမလားခင်ဗျားအနေနဲ့ step base stone ပင်ပန်းပြီဗျာခင်ဗျားလည်းရှိမခင်ဗျားဘွားရဲ့ဒါကျွန်တော်တို့အချိန်တစ်ခု step base stone က step base stone နောက်တစ်ခုထပ်ယူအောင်မလားစပါးတို့ဘာလို့လဲပြဿနာဒီတိုင်းအဲ့တော့ spa အပြောင်းရွှေ့မှာဒါ target လုပ်ပြီးအသင်းကြီးနေသူတို့ရှင်ဘလူဘာလို့သူတို့မရနိုင်မှန်းသိလို့ဖောက်ကစားသမားတွေက spa ကို spa မှာအဲ့ရင်ဘလူလောက်မှာလေဗျာအခုလည်းရှိမှာ harry game ကြီးမှာလက်ရှိမှာ spa မှာအဲ့ရင်လို့တော့ကျွန်တော်ဘွားမှာ son hong me တယောက်မသေးချာမြင်ဘူးလေစပါးကဒီပိုကောင်းတဲ့ club ပြောင်းသွားတဲ့ကောင်းကြီးပဲ modric ရွှေဘောလုံးရတယ်ကားရဲ့ b champion league ဟုတ်တယ်မှာကျွန်တော်လက်ရှိ harry game bayern munich စပါတင်ကခမရလက်မခံရင်လက်ရှိမှာဆိုစတက်ပင်းဆုံးတဲ့အသင်းတစ်ခုပဲဒါပေမဲ့ညူကာဆယ်ယူနိုက်တက်ကလက်ရှိမှာငွေရှိတယ်စပါတင်နဲ့ပူချမ်းသာသွားပြီမှန်တယ်ဒါပေမဲ့သူတို့ကလက်ရှိမှာစတက်ပင်းဆုံးနင်းပြီးတော့တက်လို့ရတဲ့အသင်းတစ်သင်းကအခြေအနေကလွယ်ခုချိန်မှာအရင်ကြီးမမြင်သေးဘူးအဲ့ဒီအခြေအနေကိုညူကာဆယ်ပြောင်းလဲနိုင်ပြီဆိုရင်တော့ maybe big boy တွေနဲ့သူတို့ရှင်ပြီလို့ Manchester City လို့ပေါ့ City အသင်းနဲ့အရင်တော့ကဒီနေရာမှာခွဲနေရမှာခုနကပြောလို့ big boy နဲ့ရှင်မယ်ဆိုသူ big boy ဖြစ်ကိုကိုယ်ကိုယ်တိုင် big boy ဖြစ်ဖို့လိုတယ်အဲကိုယ်တိုင်လူကြီးဖြစ်ဖို့လိုလူကြီးနဲ့ဆိုမယ်ကိုယ်တိုင်လူကြီးဖြစ်ဖို့လိုတယ် အဲလူကြီးကြမ်းကလေးသွားလို့လူမြအဲ့ဒီ logic ကိုကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ Newcastle United ကိုဘောက်ကစားသမားတွေဆွတ်ဆက်ပြီးညင်းနေတာလဲဆိုတော့အဖေကဒါပဲလို့ကျွန်တော်အနေနဲ့မြင်တယ်ခုနပြောဆို Newcastle နဲ့ပြဿနာကိုတိုင်းလဲ Newcastle နဲ့ဒါရှင်ပြီးလူတဲ့အသင်းတွေကိုတိုင်းလဲအန်ဂိမ်းအသင်းတွေဖြစ်နေတော့ Newcastle အဲ့ဒီနေရာမှာရှုံးတယ်လို့ကျွန်တော်ကတော့မြင်မိရတယ်ပေါ့ခင်ဗျားတို့ဘယ်လိုမြင်လဲကျွန်တော်မြင်မိုင်းလဲပုံမှန်လေးပြောဒါမျိုးကဒါ discussion ပဲ ပြောလို့ရတယ်အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုကြတယ်ဆိုရင်တော့ YouTube Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျေးလို့ဆိုတော့ပေါအောင်ကုန်ရလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0ဆိုတဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းမကြောင့်လောက်ဆောင်ကုန်ပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့ဒီလေးနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ဒေးပါဗျာ